မြမသမိုင်းတခြားထူးဆန်းစွာကွယ်လွန်ခဲ့ရတဲ့ဘုရင်များမြမသမိုင်းမှာထင်ရှားကျော်ကြတဲ့ဘုရင်များဆိုရှိခဲ့သလိုသူတို့ရဲ့ဘဝနေကုန်နေရတဲ့မျိုးမျိုးကွဲပြားကြပါတယ်တချို့ဘုရင်တွေကငြင်းညမ်းစွာကွယ်လွန်ခဲ့ရပေမဲ့အချို့ကတော့ထူးဆန်းတဲ့အချိန်တွေဒီမထင်မထားတဲ့ဖြစ်ရပ်တွေနဲ့ဘဝနေကုန်ချုပ်ခဲ့ရတာမျိုးလည်းရှိပါတယ်ဒီမှာတော့မြမသမိုင်းတခြားထူးဆန်းစွာကွယ်လွန်ခဲ့ရတဲ့ဘုရင်ချို့ကြောင့်သင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီပေါ်မင်းကုံးမောင်မင်းဆက် ပထမဆုံးအနေနဲ့ပြောပြချင်တာကတော့မြန်မာနိုင်ငံရဲ့နောက်ဆုံးသရင်ဖြစ်တဲ့ဒီပိုမင်းမင်းဖြစ်ပါတယ်1885ခုနှစ်မှာဗြိတိရှားတို့ကမြန်မာနိုင်ငံကိုသိမ်းပိုက်လက်ချိန်မှာနှံကြခဲ့ရပြီးအိန္ဒိယနိုင်ငံရတနာကီရီကိုပြည်နယ်ဒဏ်ပေးပို့ခံခဲ့ရပါတယ်1936ခုနှစ်မှာအိန္ဒိယပြည်မှာပဲနှိမ့်ချတဲ့အချိန်အနည်းနဲ့ကွယ်လွန်ခဲ့ရပြီးသူ့ရဲ့တင်ကြမ်းကိုလည်းနှစ်ပေါင်းများစွာအမေရောအခန့်အဖြစ်ခါရှိခဲ့ကြပါတယ်နောက်ပိုင်းမှာပြန်တွေ့ရှိခဲ့ရတာမြန်မာနိုင်ငံရဲ့နောက်ဆုံးဖြစ်ရင်တပါးအနည်းနဲ့ ဒီပတ်မှာနေကောင်းချောခဲ့ရတဲ့ဒီပေါ်မင်းရဲ့အဖြစ်ပြကတကယ်ကိုထူးဆန်းလို့အစိမ်းကောင်းစရာလည်းဖြစ်ပါတယ်။စဖာရှာမပေါ်ဘင်းစဖာရှာကတော့မြန်မာဘရင်ဟိုးဘင်းမြန်မာသမိုင်းနဲ့ဆက်စပ်မှုရှိတဲ့အိန္ဒိယရဲ့နောက်ဆုံးမကိုဘရင်တစ်ပါးဖြစ်ပါတယ်။1858ခုနှစ်မှာဗြိတိရှားတွေကိုပုံမှန်မှုကြောင့်ဖမ်းဆီးခံခဲ့ရပြီးမြန်မာပြည်ကိုပြည်နယ်နယ်ပေးခံရပါတယ်။ရန်ကုန်မြို့မှာကျဲကျိုးနဲ့နေထိုင်ခဲ့ရပြီး1862ခုနှစ်မှာကွယ်လွန်ခဲ့ပါတယ်။ သူရဲ့တင်ရန်ကိုလည်းရွှေတုံဖျားနီးမှမထင်မရှားမြုံနိုင်ခဲ့ပြီးနှစ်ပေါင်း၁၀၀နီးပါးကြာမှပြန်လည်တွေ့ရှိခဲ့ရဖြစ်ပါတယ်။မကိုရင်မရတဲ့နောက်ဆုံးဖျင်တစ်ပါးအနေနဲ့မိမိရန်နဲ့ဝေးခွာတဲ့မြမပြည်မှာညီကုန်းချုပ်ခဲ့ရတဲ့စပါးရှားရဲ့ကံကြမ္မာကလည်းထူးဆန်းလာပါ။ရှင်စင်းမော့ဖြူပြင်းမှဖြူခဲ့လွန်ခဲ့သောနှစ်ပေါင်း၃၀၀ကျော်ကဖြူစင်းဖြူစင်းပြည်ရောင်ကိုစီလုံးအုပ်စိုးခဲ့တဲ့ဘရင်မကြီးရှင်စင်းမော့ကတော့မြမသမိုင်းမှာပထမဆုံးဘရင်မကြီးမတန်းဝင်ခဲ့သူ သူမရဲ့အဆုံးသတ်ချိန်နေနဲ့ကိုယ်လွန်သောပုံကတော့ကန္နာအီဆန်နဲ့အချက်လက်တွေနဲ့ရောရင်းနေတာကြောင့်ကြည်ကြရတဲ့မှတ်တမ်းမရမရှိပါဘူး။သမိုင်းတလျှောက်ပထမဆုံးဖေးရမှာတပါးအနေနဲ့သူမရဲ့ညီကောင်ကဘလို့ဖြစ်မလဲဆိုတာစိတ်ဝင်စားတဲ့အကောင်းလာပါတယ်။ငမောင်းနဲ့တက်ဆိုင်တော့ဘရင်များဗရမင်းငမောက်အေးဗရမင်းငမောက်အေးကင်းနဲ့ဆက်ဆက်ပြီးဘရင်ရဲ့ထူးဆန်းတဲ့အဆုံးသတ်ဖြစ်ပျက်တွေခုလည်းရှိပါတယ်။ဗရမင်းငမောက်ကိုဆက်သားခဲ့တဲ့ငမောင်းနဲ့သူ့ဆွေမျိုးတွေကိုပင်ဒလေမင်းအဲဝါခက်ကမီရှိုတက်ဖြတ်ခဲ့ပါတယ်။ ဒီဖြစ်ဟာမြန်မာသမိုင်းမှာဘယ်နှပါးရဲ့ချမ်းသာနဲ့ပြည်ထောင်ပေးမှုတစ်ခုဖြစ်မှတ်တမ်းနဲ့ခံရပါတယ်။ကမ္ဘောဂျီပြည်မြောက်တလုံးကြောင့်အသက်ဆုံးရှုံးခဲ့ရတဲ့ဒီဖြစ်ပြက်ကအထူးဆန်းတယ်လို့သမိုင်းသင်္ကန်းသားတွေရသိပါတယ်။နံပါတ်5ဘရင်နာတောင်ငူခေမြန်မာသမိုင်းမှာထင်ရှားဆုံးနဲ့အင်အားကြီးဆုံးဘရင်တွေကတပါးဖြစ်တဲ့ဘရင်နာရဲ့ကွလွန်ဘုံကထူးဆန်းတဲ့ကောလာဟာလာတွေနဲ့ရောထွေးနေပါတယ်။သူ့ရဲ့နောက်ဆုံးနေရက်တွေမှာနန်းနွင်းကျန်စီတွေပေါက်ကြားခဲ့ပြီးတော့သမိုင်းပညာရှင်ချို့ကတော့ဘရင်နာရဲ့သားတော်ဘရင် တမိုင်းပညာရှင်ချို့ကတော့ဘရင်တော်ရင်သားတော့နိုင်လာဘရင်ရဲ့အစိတ်ကတက်ပြက်ခဲ့တာကိုယူဆကြပါတယ်မြန်မာတမိုင်းကိုထင်ရှားသိခဲ့တဲ့မဟာဘရင်တစ်ပါးအနေနဲ့သူ့ရဲ့နေပုံကတကယ်ပဲဒီလိုဖြစ်ခဲ့တယ်ဆိုရင်တော့တကယ်ကိုယဉ်နာလျက်ကောင်းပါတယ်မြန်မာတမိုင်းမှာအထက်ကိုပြပါဘရင်နေပြင်တရားထူးဆန်းတဲ့အကြောင်းအရာတွေနဲ့ကွယ်လွန်ခဲ့တဲ့ဘရင်များစွာလည်းရှိနိုင်ပါသေးတယ်ဒီဘရင်တွေရဲ့ဘဝနဲ့နေကုန်းတွေကမြန်မာတမိုင်းရဲ့ရှုပ်ထွေးတဲ့နိုင်ငံရေးစည်းရုံးနဲ့ယဉ်ကျေးမှုချိန်တွေကိုထင်ရှားပြသနေပါတယ်ဒီအကြောင်းအရာတွေကမြန်မာတမိုင်းအကြောင်းဘူးတူရာရရှိခဲ့မယ်လို့မျှော်လင့်ပါတယ်